မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနဤထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အဘကြောင့်နေသောဖနီဆွေလာနှင့်ကြားဖြန့်ပထမဆုံးမအလာဟာအာဆီယံတက်ဖို့ကိုအများကြီးမျှော်လင့်ထားခဲ့ပါတယ်။သူနဲ့အတူလိုက်ဖို့နိုင်ငံသားရေးဝန်ကြီးနှင့်ဆာယာဖာညွန်ကျုပ်တို့ကိုညွှန်ကြားထားခဲ့ပါတယ်။မျှော်လင့်ချက်ကဒေါ်နယ်ထရန့်နဲ့တွေ့ရင်သူရွေးကောက်ပွဲအကြောင်းရှင်းပြနိုင်လိမ့်မယ်။ပြီးရင်ဘိန်းစီပြကြားဖြန့်ကိစ္စတွေဟာသူနဲ့မဆိုင်ပေဝါအေအေ TNLA KNU တို့ကိုထိုးကျွေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့တာပါ။ဒေါ်နယ်ထရန့်ကမှန်းမမရတာအမြောက်ကြိုက်တာတွေကသူ့အတွက်အားသာချက်လို့မှန်းထားပုံပဲ။ဒေါ်နယ်ထရန့်တက်ပြီးဗီဇာတက်တန်းလို့မြန်မာတွေကိုပြန်ဖို့ပို့မြန်မာတန်ယုံကိုဆက်သွယ်ရမှာရခင်မူဝါဒမဟုတ်ပဲနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့မာအာလာကနိုင်ငံသားကြီးကတဆင့်ညွှန်ကြားခဲ့ပါတယ်။ရခင်အစိုးရတွေလက်ထက်ကပြန်လည်မခံတာမြန်မာနိုင်ငံသားဖြစ်ကြောင်းပြခိုင်းတာစားတဲ့ဂျိုးနီစနစ်များစွာထားခဲ့ပါတယ်။ဒါကဒေါ်နယ်ထရန့်ကိုဖားတာပါ။ ဟိုခွန်ကိစ္စစာဖို့ချိန်မှာလေဒေါ်နယ်ထရန့်ကိုဗလိုင်းကြီးထဖားတာအားလုံးသတိထားမိမှာပါဒါပေမဲ့ဒေါ်နယ်ထရန့်ကတက်လာချိန်မှာမူရစ်နှိမ်နေမယ်လို့တွေးကြပြီးနေဆက်ပိတ်တာတရုတ်ကိုမူရစ်ကိစ္စအကြောင်းပြအခွန်တိုးကောက်တာကိုကိန်းထုတ်သူစရင်မှမြန်မာမပါပေမယ့်မူရစ်စည်းဝါဒုတိယမြောက်ထုတ်သူတွေမှာတော့မြန်မာပါဝင်နေပါတယ် ဒါဆိုရင်ဒေါ်နယ်ထရန့်နဲ့ဘိုင်ဒင်ဘာကွာလို့ဒေါ်နယ်ထရန့်ကိုပြင်ဆင်နေရပါလေ။ဘိုင်ဒင်အစိုးရက NUG နဲ့တပ်ပုံတွဲရိုက်တာကလွဲလို့ဒုက္ခသည်လက်ခံတာကလွဲလို့ဘာမှထိထိရောက်ရောက်မကူညီတာမအားလာတည်ပါရယ်။တပ်ပုံကြောင့်တရုတ်အထင်မှားတာသာအဖက်တင်ပါရယ်။ဒုက္ခသည်ဝင်ကွန့်ပေးတာကဘိုင်ဒင်လက်ထက်မှာနေဆက်ကဖြတ်ဝင်ကွန့်ပေးတာကတန်းချီလို့မြန်မာရာကနန်းလောက်ကစာမဖွဲလောက်ပါ။ဒေါ်နယ်ထရန့်အဖွဲကတပ်ပုံမရိုက်လို့ NUG အတွက်အားငယ်စရာလို့ထင်စရာရှိပါရယ်။ဒါပေမဲ့အီရန်ကိုဗလိုင်းကြီးဖုံးသွားကျဲပြခဲ့တာက ခူးလာမပါပဲသူလုံးချင်းရလုံးမေဆိုတာကိုပထမပြလိုက်တာပါသူစတက်ခါစားမှဗနီဆွဲလာကအာနာရှင်မရူထိုနဲ့စကားပြောပြီးသူ့နိုင်ငံသားကိုလှုပ်ခိုင်းခဲ့ပါတယ်လှုပ်ပေးပြီးမှမဒူရိုကိုမူးယစ်မှုနဲ့ဖန်ဝရန်ထုတ်ခံရသူဗနီဆွဲလာကကိုကိန်းတွေအများကြီးထုတ်တယ်ဆိုပြီးသူစစ်တပ်ကိုပို့ထားပါတယ်ဗနီဆွဲလာဟာမြန်မာလိုပဲကမ္ဘာပေါ်မှာကိုကိန်းထုတ်ရမှာနံပါတ်1မဟုတ်ပါဘူး ဒါဆိုဒေါ်နယ်ထရန့်ရည်ရွယ်ချက်ကဘာလဲဗနီဇွဲလားအာဏာရှင်ကြောင့်သူတိုင်းပြည်ထဲမှာတက္ကိုတမျှတွေဝင်နေဆိုပြီးသူစိတ်ထဲဆွဲနေလို့ဒီကောင်ပြုတ်အောင်နီလန်းပေါင်းစုံသုံးနေပုံမှာမဒူရိုကို ICC ကြောက်လာဒေါ်နယ်ထရန့်ကလာဖမ်းမှာဖြုတ်မှာကိုကြောက်လာဆိုရင်ဒေါ်နယ်ထရန့်လာဖမ်းဖို့ကပိုနီးဆက်ပါတယ်။ဒါကြောင့်မအာလာဟာဒေါ်နယ်ထရန့်ရဲ့အဆင့်ပြေအောင်သူဌာနအားလုံးကိုညွှန်ကြားထားတယ်လို့လော်ဘီတွေကလည်းဘိန်းစေးပြားဂျာဖြန့်ကိစ္စမှာတခြားအဖွဲ့တွေကိုထိုးချဖို့စူးစမ်းနေတာပါ။ ။ဒါဆိုရင်အမေရိကန်ကမအားလာကိုဗနီဇွဲလာလို့ကြက်မှာလား။မြန်မာဟာအမေရိကန်နဲ့ဝေးလို့လောက်ရတာခံပါပါ။တရုတ်ကလည်းအင်းကြီးချင်းမို့လို့ပို့ခံပါပါ။ဒါပေမဲ့ယခုရက်ပိုင်းတရုတ်မီဒီယာတွေကအဖမ်းခံထားရတဲ့ကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေရဲ့အင်တာဗျူးကိုဖော်ပြနေပြီးထိုသူတွေကမအားလာတက်နဲ့ကြံဖို့ပါတီကကြားဖြန့်မှာပါဝင်ပတ်သက်နေတာကိုထပ်ခါထပ်ခါပြောနေတာပါ။ ။တရုတ်ပြည်မှာလွတ်လပ်တဲ့သတင်းမီဒီယာမရှိဘဲအစိုးရကပြောခွင့်ပေးမှပြောရတာပါ။ယခုလည်းအမေရိကန်ကကြားဖြန့်ကိစ္စအဖွဲဖွဲ့ပြီးဆလာတာကိုမအားလာကအသိကြောင်းနေပါတယ်။အမေရိကန်ကသူကိုယ်တိုင်မဝင်ပဲတရုတ်လိုအခြားလက်နက်ကင်ကိုမြောက်ပေးရင်သူ့ကွဲမှာပါ။ဒါကြောင့်စောချစ်သူနဲ့အခြား DKBA VGF တွေကိုအမေရိကန်ကဖမ်းဝရမ်းထုတ်ရင်ဖမ်းပေးနိုင်အောင်ပြင်ဆင်ထားဖို့မနေ့ကညွှန်ကြားလိုက်ပါတယ်။ဒေချာရာကအမေရိကန်ကဘိန်းကိစ္စမှာမြန်မာကိုမပြောသေးပေမဲ့ကြားဖြန့်ကိစ္စနဲ့ဆက်လောင်နေတယ်လို့ ။တရုတ်ကလည်းမအာလာတန်နဲ့ကြံဖို့ပါတယ်ဆိုတဲ့ထွက်ဆိုချက်ကိုသူတို့ TV ကနေထုတ်လွှင့်နေပါတယ်။ဒါကိုလည်းမအာလာထန်စာရဖကဘာသာပြန်ပြီးတင်ပြထားပါတယ်။ဒါတွေကကိုကန့်လိုဖိအားတွေဖြစ်လာမှာအစော်ခံရမှာကို ICC ထက်နေပြီးတော့မှာပိုကြောက်နေပါတယ်။ဒေါ်နယ်ထရန့်ကမှန်မရလို့ဗနီဇွဲလားကိုစော်ရင်တော့စော်ချစ်သူအဖမ်းခံရဖို့များမှာပါ။ ားလုံးကမိမိတက်ကိုအင်အားကောင်းအောင်လုပ်ပြီး2029လို့အခွင့်အရေးပေါ်လာရင်ဝင်ရွှဲနိုင်အောင် PDF ကိုထောက်ပံ့တာစီးပွားရေးအမြင်ရှိသူက STB မှာရှယ်ယာဝင်ပြီးထောက်ပံ့ကြပါ ရွေးကောက်ပွဲထက်အဘရင်ခုံရမှာကဗနီဇွဲလာနဲ့ချစ်သူလေးကိစ္စပါလို့ပြောပါရစေမြေချံမြို့နယ်တွင်ပြည်သူစစ်ကောင်းဆောင်တီရာယုံုံအဖွဲ့မှပြူစောထင်းများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီးတနက်၃လနဲ့ခရရများတင်စီရမိတဲ့ဆွဲတဲ့ရင်ကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ် မန္တလေးတိုင်းမြေချမ်းမြို့နယ်တွင်ပြည်သူစစ်ကောင်ဆောင်တိရာယူမော်အဖွဲ့မှဖြူစော်ထင်းများလိုက်ပါလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ရာ၅ဦးကွဲချင်းပြီးတေဆုံပြီးတနက်၃လနဲ့ခရရန်များတင်စီရရှိခဲ့ကြောင်းပခုတ်ကူမြို့နယ်ပြည်သူ့ကောက်ခွဲရေးတပ်ဖွဲ့ဖကဖမသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ29ရက်နေ့နနက်7:00နာရီခန့်တွင်ရင်းချမ်းမြို့နယ်ပြည်သူ့စစ်ကောင်းဆောင်တီတာရုံမှမှဖြူစောထင်းများလိုက်ပါလာသောကားကိုပခုတ်ကူ Special Task Force ပခုတ်ကူမြို့နယ်တရင်တက်မှရဲဘော်တီးနှင့်ရဲဘော်ဓာတ်ဘူးဦးဆောင်နှင့်အဖွဲ့ကညောင်ဦးမြင့်ချန်လမ်းပိုင်တနေရအရောက်တွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်းပြူစောတီငါဦးပွဲချင်းပြီးတေဆုံက G4 တနက်တလက်ကာပိုင်နှစ်လက်နှင့် G အများအပြားတင်စီရရှိခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လည်ရေးတပ်ဖွဲ့များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေကြကြောင်းသိရပါတယ်။ပါလာတဲ့9ရောက်လောအကုန်သေးကုန်တာစစ်ခွေး9ဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံပါတယ်။စစ်ကော်မရှင်အနေနဲ့ပြည်သူတွေမကြည့်ပြုဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအသိပေးကြပါတယ်ဟုပခုတ်ကူမျိုးနဲ့ပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့ပါကဖားမှသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မှိုင်းကသတင်းဌာနကိုပြောကြားပါတယ်။ဆလဘီစစ်တပ်ထောက်ခံသောတရုတ်ဆောင်ခန့်စီသူကျူကျူလာ၏အချစ်တော်ဖြစ်လာရေးဆိုတဲ့တဲ့င်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။ အကြံဖတ်မေအောင်လိုင်ရဲ့မိမကျူကျူလာဟာအချစ်တော်သားရိများစွာထားရှိလာပါတယ်။မေအောင်လိုင်နဲ့ကျူကျူလာမှာအောင်ပြေဆုံးလို့ခေါ်တဲ့သားအရင်တူရှိပေမဲ့ကျူကျူလာကအချစ်တော်သားရိများစွာထားရှိလာတာပါ။ကျူကျူလာဟာသူ့ကိုအမေလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ဘက်အရက်ဘက်လူငယ်တွေကိုသားလို့ပြန်ခေါ်ရင်အချစ်တော်သားတွေများစွာပေါ်ထွန်းလာပါတယ်။ဒီဘက်မှာဆိုရင်ဘုံမူကျော်စောရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတဦးလေးဖြစ်ပါတယ်။ကျူကျူလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်တွေတကားမရှိဒါမရှိအမေလို့လို့ဝင်ထွက်ခွင့်ပြုထားပြီး ကျူကျူလာရဲ့ဝမ်းမနာသားရီအလုံးကအင်မတန်လုံခြုံရေးထူထပ်တဲ့မရောက်လိုက်အင်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခုနဲ့ချက်ကြော်ဝင်ရောက်ကြပါတယ်။ကျူကျူလာနဲ့သားအရင်မဟုတ်တဲ့အချစ်တော်သားရီအကြားဆက်ဆက်ရေးကလည်းနေ့စဉ်ဖုံးပြောနေကြပြီးပါချောင်းမချောင်းကစလို့ဗေဒရေရရအစုံလူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကစပြောဆိုကြတာပါ။ကျူကျူလာရဲ့သားဖြစ်ခွင့်ရတဲ့အချစ်တော်သားရီအနေနဲ့ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူးဖော်ရေးလုပ်ပိုင်ခွင့်တွေ စစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခီးစင်တွေမှာလိုက်ပါခွင့်တွေအပါဝင်အထူးအခွင့်အရေးအဖြစ်ရရှိထားကြတဲ့ပြင်ကျူကျူလာစီကိုဓာတ်ရိုက်နှစ်စင်ဖုံးခေါ်ခွင့်လည်းရှိကြပါတယ်။ရုပ်ရှင်နဲ့ပဲအတိုင်းဝိုင်းမှာကျူကျူလာရဲ့အချစ်တော်သားတဦးဖြစ်လာသူကတော့သရုပ်ဆောင်ခန့်စီသူဖြစ်ပါတယ်။ရခိုင်လူမျိုးအချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာအနာရှောက်အောင်နှီးမျိုးစုံနဲ့ချင်းခတ်လာတာတွေကြောင့်ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်နဲ့ပဲကအချစ်တော်သားတဦးဖြစ်လာပါတယ်။ခန့်စီသူနဲ့ကျူကျူလာအကြားမှာအမေသားအခေါ်ပြောတွင်လူပုတ်ကိုချင်းခိုင်မာတဲ့ယဉ်နီမှုရှိလာတဲ့အပြင် ရခိုင်အချင်းချင်းဖြစ်တာရောခန့်စီသူရဲ့မြောက်ပြပြောဆိုတတ်တဲ့ဘောမကောင်းလို့နာကြောင်းရောခန့်စီသူဟာတူတူလာရဲ့အသေးဆွဲအချစ်တော်သားဖြစ်လာတာပါတူတူလာကတံမိုးကြီးအမတ်တစိတ်လက်ကအိတ်လက်လာလေးတွေကိုအလုံးနှစ်သက်တက်ပြီးခန့်စီသူကလည်းအဲ့ဒီအချက်ကိုသိရှိထားတာကြောင့်ဒေါ်လာထောင်းတောင်းချီတန်တဲ့တံမိုးကြီးလက်ကအိတ်တွေကိုတူတူလာစီကိုအမေအတွက်ဆိုပြီးပေးပို့ပါတယ်ဒီလိုပေးပို့လို့လေခန့်စီသူအတွက်အရှုံးမရှိဘဲဝင်ကြီးဌာနရဲ့လုပ်ငန်းလောက်ကင်ခွင့်တင်တာနဲ့ တန်ချောင်းတင်သွင်းခွင်သွင်းကုန်ပါမစ်လိုအထူးအခွင့်အရေးပြန်လည်ရရှိတာမို့သူရင်လိုက်တဲ့အိတ်ဖိုးထက်တာအစားများစွာအမျက်ရနေရလဲဖြစ်ပါတယ်။ဒါပြင်ဂျူဂျူလာရဲ့အချစ်တော်ဖြစ်လာမှုကြောင့်စစ်တပ်ရဲ့ဝါရဖြတ်ဇလန်တွေမှာခန့်စီသူကပင်နိုင်တဲ့ရုပ်ဆောင်ဒါရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်နဲ့ရုပ်ရှင်တွေအတွက်လည်းဂျူဂျူလာနဲ့တမီခင်တီတီတက်မွန်ကနောက်ွယ်ကနေငွေကျပ်သိန်းထောင်ချီထုတ်ပေးပါတယ်။ဂျူဂျူလာကလည်းပြပခီးစင်ကပြန်လာတဲ့အခါသာခန့်စီသူအတွက်ဆိုပြီးလက်ဆောင်တွေပွဲလာတတ်ပါတယ်။ 2022ခုနှစ်မတ်လအတွင်းမှာဂျူဂျူလာရဲ့တိုက်တွန်းမှုနဲ့မေအောင်လိုင်ကခန့်စီသူကိုလူမှုထူးချွန်စုပေးအပ်ခဲ့ပါသေးတယ်။ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေတော်ဂျူဂျူလာကိုဦးထိပ်ထားပြီးဆိုရာမျိုးတွေနဲ့အလူတွေလုတ်ပြပြီးဓာတ်ပုံတွေအပြန်အလှန်ပို့ချာဓာတ်ပုံတွေမှာအသေးတွေပေးချတာတွေလည်းရှိနေပါသေးတယ်။ဒီနှစ်မေလ19ရက်နေ့မှာလည်းခန့်စီသူကငလျင်ထန်သည့်ရွှေခောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုဝေချက်သိန်း200လူတန်းပြခဲ့ပြီးလူတန်းမှုတွေကိုအမေတာရုခေါ်ပါစေဆိုပြီးဂျူဂျူလာစီကိုအမြောက်ဝေတာရုခေါ်ခိုင်းခဲ့ပါသေးတယ်။ ကျူကျူလာဟာခန့်စီသူရဲ့တကယ်အမေအရင်မဟုတ်တယ်လို့ခန့်စီသူကလည်းကျူကျူလာရဲ့တကယ်သားအရင်မဟုတ်ပေမဲ့သူတို့နှစ်ဦးကြားကအမေနဲ့သားအခေါ်ပြပြီးအပြန်လန်နေစဉ်အဆက်အသွယ်မပြတ်ချိတ်ဆက်နေကြတဲ့ဆက်ဆက်ရေးဟာတာမန်ထက်တော့ပိုကဲနေတာကိုညင်းလို့မရဘူးလို့ဒီပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။